တချင်းလဲပေါက်တယ် MB ကလည်းပူပေါက်နေတော်တော့အဲ့ဟိုအဖိုးကြီးတိုးဆောင်လာတဲ့ဟာသူလူန်းသိကြတယ်ဗျာသိရမလားဆိုတော့ MB ဘက်ကလည်းပေါက်နေတော့လဲဝမ်းသာပါတယ်ချိုးစားအားထုတ်မှုလည်းအာချိုးစားအားထုတ်ခဲ့ရတာလည်းတန်သွားတာပေါ့နော်တွင်နေချင်ဒီလန်ထမအတူတူရှာဘူးတယ် င်းက MV နဲ့တခြင်းမပေါက်သွားလားအဆိုတော့ဘယ်သူမှမသိလိုက်ကျွန်တော်ပါလို့သိပေးကြပါလို့ကျွန်တော်ဒီချင်းကိုလုံတော့တခြင်းရဲ့တခြင်းရဲ့ chorus ထဲမှာဆိုနေဝင်ချင်းနေတူရှိခဲ့ဝေးဆိုတာပါလာပါတော့အဲ့လိုအချိန်မှာကျွန်တော်အဲ့လိုစိတ်ကူးရင်တော့ဩတခါလေအဲ့လိုနေအောင်နေညနေနေဝင်သွားတဲ့ချိန်ခီးလေးပိုင်သွားတဲ့ချိန်မှာအဲ့လိုနေအောင်ကြည့်ဆန်းဆက်ရမ်းလာတဲ့ချိန်လေးရှိတယ်အာတေးကြပြီငါတခြင်းတော့အဲ့လိုရှုကင်းလှလှတွေ့တဲ့လူတိုင်းကဒီတခြင်းနဲ့အမြဲတမ်းအဲ့လို TikTok တွေမှာတွဲဆောတဲ့ပုံစံမျိုး ဖြစ်ချင်ခဲ့တာအခုတော့တကယ်ဖြစ်သွားရင်တက်တော့မှရှာလိုက်လို့ရှိရင်အဲ့လိုစမ်းစရမ်းလှတဲ့ဟာဆိုအဲ့ဒီချင်းလေးနဲ့ပုံများရယ်လေကျွန်တော်အဲ့ဒါအတိတ်တစ်ခုနဲ့ကျွန်တော်မျှော်လင့်ခဲ့တဲ့အရာတစ်ခုပဲအခုတော့ပြင်ပါပါပြီဆန်ချင်းစကွဲမှာဆိုတော့အဓိကကျွန်တော်ဟိုဘက်ချမ်းဟို time city မှာလည်းရင်တော့ရိုက်ဘူးလေအဓိကဒီနေရာလေးကကျွန်တော်အများနဲ့အဲ့ breadtop မှာ coffee လာတောင်းနေကြဆိုတော့ဒီ vibe လေးကိုအရင်ချိုက်လို့ဒီနေ့ဒီမှာ အာကျွန်တော်တချင်းတလီတပို့ရိုက်ခုဖို့စီစဉ်နေရပါဟုတ်တချင်းကတော့ pop rock pop rock တချင်းလေးပဲအရင်ဟိုလူတိုင်းတော့မကြိုက်တော့ဘူးထင်ပါတယ်ဒါပေမဲ့ကြိုက်တဲ့လူလည်းကြိုက်မှာပေါ့အရင်ကိုကြမ်းကြမ်းနေတဲ့တချင်းမျိုးတော့မဟုတ်ဘူး pop rock လေးဆိုလူတိုင်းတော့ခံစားလို့ရမှာထင်ပါတယ်တချင်းထွက်မှာတော့နိုဝင်ဘာလေးရက်နေ့ကျွန်တော်မွေးနေ့မှာထွက်မှာပါအာတချင်းခေါင်းစဉ်ကတော့မင်းစာလို့အတိတ်ပဲရတယ်မင်းစာဆိုတော့ဟိုလိုမင်းစာအကောင်မင်းစာပြောတာမဟုတ်မင်းနဲ့ရေးတဲ့စာပေါ့ အမှန်နဲ့ရေးမှန်နဲ့ရေးလိုက်တဲ့စာလိုပဲဖြတ်မရတော့တဲ့အတိတ်တခုအဲအဲ့လိုပုံစံမျိုးလေးပေါ့ဟုတ်တယ်ဟုတ်တယ်ဘာလို့လဲဆိုတော့တချင်းတွေလည်းအများကြီးလှုပ်ခဲ့ပွားရည်နော်အဲအများကြီးလှုပ်ခဲ့ပြီးတဲ့နေရာမှာမလောနေအောင်တသက်ကလူအခြေဆုံးဆိုတော့လူတွေကတော့အထက်ကဟွာချောင်းလည်းပါမထင်တယ်ဟာအလွမ်းနေအကုန်စူရစူဝါလို့ထင်ပါတယ်အားကြောင့်ကြိုက်ကြတာထင်ပါတယ်ဟုတ်တယ်အခု အခုအာကျွန်တော်ဆိုချင်တဲ့ဟာတော့အခုအခုပုံစံမျိုးလေးဟုတ်ဒီနိုဝင်ဘာလရဲ့မှာထွက်တဲ့ပုံစံမျိုးလေးတွေပြီးကြရင်တော့ကျွန်တော်ထွက်ခဲ့ပူတဲ့ back loop ဟာမျိုးလေး အဲ့လိုပုံစံမျိုးလေးတွေကျွန်တော်ကတော့ပို့ဆိုချင်တာဟုတ်ဒီဇင်ဘာကျရင်လည်းနောက်တစ်ပုတ်ထပ်ထွက်မယ်အာနှစ်ပုတ်ထွက်ပြီးရတယ် event ထွက်မှာ event ကတော့2026ပထမပိုင်းလောက်မှာဖြစ်မှာတယ်တလပိုင်းလောက်ဖြစ်ဖို့မှာဟုတ်ဒါမဲ့အရန်အရန်အေးတဲ့သင်းတွေလည်းပါမယ်အဲ့လိုအမျိုးလေးတွေလည်းပါမယ်အဓိကတော့အမျိုးလေးတွေပေါ့ထက်ပါအဲ့ show လို့ပေါ့လို့မှာ solo ကောင်းတဲ့သင်းတွေပေါ့ပုံစံအစုံလေးပါပဲဟုတ် title ကတော့အဲယာနာကတော့ရှိတယ်အကောင်းဆုံးလို့ပေးဖြစ်မလားမသိဘူး ကောင်းဆုံးပေါ့နေဝင်ချင်းတွေထူးရှင်တချင်းကတော့ဟိုတချင်းလဲပေါ့တယ် MB ကလည်းပူပေါ့နေတော်တော့အဲ့ဟိုအဖိုးကြီးတိုးဆောင်လာတဲ့ဟာလူရန်တီးကြတယ်ဗျာသိရမလားဆိုတော့ MB ဘက်ကလည်းပေါ့နေတော့လဲဝမ်းသာပါတယ်စူးစားအထုတ်မှုလည်းအာစူးစားအထုတ်ခဲ့ရတာလည်းတန်သွားတာပေါ့နော်ဆိုတော့ရှင်းပါတယ်ဇလန်းကတော့ အာ music ကိုလုံးလို့ရတဲ့အချိန်မှာ music လုံးမယ်ဟိုဘက် writing လည်းလုံးမှာပေါ့နှစ်ဖက်တော့ပြလုံးမှာပေါ့ဟုတ်ပြလုံးမှာကျွန်တော်ထင်တယ်အဲ့ဒီချင်းကအာကျွန်တော်ကိုယ်တိုင်ကလည်းဒီချင်းမှာ motion အဲ့လိုအရန်အလွမ်းအလွမ်းမဟုတ်ဆောင်းသွားနေတဲ့အချိန်မှာလုံးလုံးဖြစ်တဲ့ချင်းလေးဆိုတော့ကျွန်တော်ဒီတိုင်းမှာပါဝင်တဲ့လူအရောက်စီတိုင်းကလည်းအာဘယ်လိုပြောရမလဲအရန်ကိုအဲ့လိုအာဂျိုမန်တန်နဲ့ပါဝင်ကြတဲ့ခါကျတော့ပို့ပြီးတော့မှလူတွေကိုထိွားထင်ပါတယ်ကျွန်တော်အဲ့ဒီဟာကိုရိုက်မယ်ဆိုတဲ့အချိန်မှာအရန်စဉ်းစားတာ ဘလုံးလုံးကောင်းမှဘလုံးမတူတဲ့ vibe လေးကိုပေးချင်တာပေါ့အဓိကကတော့အဲ့လိုလုံရင်းနဲ့အငယ်ချင်းဝင်လဲရွေးချယ်ဖြစ်သွားတယ်ပြီးကြတော့ဟိုက bro ကောင်းမြတ်ဆန်တို့နော်ဒီမလေးရွှေစင်ထက်တို့ဒီသူတို့အားလုံးရဲ့အစုဖွဲ့ကြီးရာပဲပိုကောင်းွားလို့ထင်ပါတယ်ကျွန်တော်ထင်တော့အဲ့ဒီဟာလေတချင်းဒီ MV ကြောင့်လည်းတချင်းကိုအများကြီး support ဖြစ်သွားတာလေတချင်းကြီးပဲလည်းကျွန်တော်ထွက်ခဲ့တယ်လေဒီ MV မတင်ခင်မှာတချင်းလည်းအဲ့လောက်မပေါက်ပါအောင်ဒီ MV ကြောင့်လည်းလူတွေကလည်းပိုစိတ်ဝင်စားသွားတာပေါ့ကိုရန်ဘာလို့မပါလဲဆိုတော့အဓိကပါလို့မရအပေါင်းသင်းတယ်လည်း တောင်းဆိုကြတာမပါပါနဲ့တော့အဲ့လိုဆိုတော့ပြီးတော့မဟုတ်အဓိကဒီ script ထဲမှာဟိုကကျွန်တော်တို့နေရာမကြံတော့တာအာဒီမထွက်ခင်ဒီကိုတကယ်တချို့လည်းပြောပါတယ်မင်းတကယ်တော့ဝင်ပါပါလားလို့ပြောရင်ပဲဇလန်းကိုပြန်ကြည့်တဲ့အချိန်မှာကျွန်တော်ပါလိုက်ရင်အချိတ်ဆက်တွေကမမီတော့ဆိုတော့မပါဖြစ်တော့မပါဖြစ်တဲ့အတွက်ကျွန်တော်လည်းဘူးမှမသိဘူးပေါ့အဲတချင်းလေးက MV နဲ့တချင်းပဲပေါက်သွားလားအဆိုတော့တော့ဘူးမှမသိလိုက်ကျွန်တော်ပါလို့သိပေးကြပါလို့ အငယ်ဦးချင်းဝန်နဲ့အဲ့လိုအရင်တော့ relation တစ်ခုရှိတာတော့အာသူ့တရိယာပြီးတော့မှဆက်သွယ်ဖြစ်တယ်ဆက်သွယ်ပြီးတော့လည်းပြီးတော့သူအိမ်ကိုတော့တွေ့ပြီးတော့မှစကားပြောဖြစ်တဲ့အချိန်မှာသူကလည်းအားကျုံမှတက်လုပ်ပြီးမယ်ဆိုတော့အဲသူနဲ့သူ့ကိုရွေးချယ်ဖြစ်သွားတာပေါ့တကယ်လည်းအဲ့လိုကျွန်တော်ကိုယ်တိုင် edit လုပ်တဲ့အချိန်မှာအငယ်ရဲ့အဲ့လိုမျက်ဝန်းတွေဘာညာတွေကြည့်ပြီးတော့ကျွန်တော်ကိုယ်တိုင်တော်တော်လေးဟတ်ထိခဲ့တာအားကြောင့်မသိစရာနဲ့ဒီချင်းကိုတိတ်တခုလေးတော့မျှော်လင့်တာပေါ့နော်တကယ်လည်းမျှော်လင့်တဲ့အတိုင်း MB တော့ရောက်သွားပါတယ်ကျွန်တော်ဝဲဝဲရောက်တာ ကိုရန်ဆိုပြီးကိုရန်ရဲတဲ့ခါမှာအာတာဝန်တော့ကြီးမယ်မိုက်တော့မိုက်တာပေါ့ကိုလိုချင်တဲ့ဟာအများကြီးထက်ပြလို့ရတာပေါ့နော်အဲ့လိုမျိုးလေးကတော့ MV MV လိုပဲကြည့်ပြီးပါပေါ့နော်တချို့ကဒီ MV ကလည်းအချိန်က၄မိနစ်ကျော်လောက်မှာကျွန်တော်တို့ပြရတာဖြစ်တဲ့အတွက်တချို့လည်းနားမလည်တဲ့အကြောင်းအရာတွေအများကြီးပေါ့ပါမယ်ဒါပေမဲ့ခဏခဏခဏတော့ပြန်ကြည့်ပေးပါလားခဏခဏပြန်ကြည့်ရင်တော့နားလဲဝမ်းမယ်ထင်တယ်ဒါပေမဲ့တကယ်အဲ့လိုအာဒီ overall ရှင်းပြရမယ်ဆိုရင်တော့တကယ်တော့ဒီ angle က main character ဖြစ်မယ်တကယ်ဇလန်းရဆိုရင် तू က main character မဟုတ်ဘူးအငယ်ကတကယ်တော့ရှိမနေခဲ့ဘူးရှင်းတယ်ကဟုတ်ဆိုကောင်းမြတ်စံသေသွားတဲ့အတွက်အငယ်ကဖြစ်လာစရာအကြောင်းမရှိဘူးအငယ်ကတော့ဟွာပေါ့ဗျာဟိုဒီအချိန်ကိုပြတဲ့ twist လေးတစ်ခုအနေနဲ့အငယ်ကိုအဲ့လိုမြောက်ွက်နေတယ်အဲ့လိုလေးထဲ့တာပေါ့ကျွန်တော်ဒီချင်းကိုကျွန်တော်စိတ်ကူးရင်ခဲမိတာတခုရှိတယ်အဲ့လိုလွမ်းနေရပါတယ်ဆိုတာထက်ကကျွန်တော်ဒီချင်းကိုလုံတော့ကချင်းရဲ့တချင်းရဲ့ chorus ထဲမှာဆိုနေဝင်ချင်းနေတူရှိခဲ့ဝေးဆိုတာပါလာပါတော့ ဲ့လိုအချိန်မှာကျွန်တော်အဲ့လိုစိတ်ကူးရင်တောင်ပါဩတခါလေအဲ့လိုနေအောင်နေညနေနေဝင်သွားတဲ့အချိန်ခီးလေးပဲသွားတဲ့အချိန်မှာအဲ့လိုနေအောင်ကြည့်ဆန်းဆက်ရမ်းလာတဲ့အချိန်လေးရှိတယ်အာတေချာပြီငါသချင်းတော့အဲ့လိုရှုကင်းလှလှတွေ့တဲ့လူတိုင်းကဒီသချင်းနဲ့အမြဲတမ်းအဲ့လို TikTok တွေမှာတွဲဆောတဲ့ပုံစံမျိုးဖြစ်ချင်ခဲ့တာအခုတော့တကယ်ဖြစ်သွားပြီ TikTok မှာရှာလိုက်လို့ရှိရင်အဲ့လိုဆန်းဆက်ရမ်းလှတဲ့ဟာဆိုအဲ့ဒီသချင်းလေးရင်းနဲ့ပုံများတယ်လေကျွန်တော်အဲ့ဒါအတိတ်တစ်ခုနဲ့ကျွန်တော်မျှော်လင့်ခဲ့တဲ့အရာတစ်ခုပဲအခုတော့ပြင်သွားပါပြီဒီသချင်းမှာအဲ့လို အဆိုပိုင်းကကောင်းချင်မှကောင်းနေလိမ့်မယ်ဒါပေမဲ့ feeling ပေါ့နော်ဒီထဲမှာပါတဲ့ emotion တွေဒီ mood တွေအားလုံးကတော့ချိန်နေတကယ်လဲအချိန်မှာကိုကအရန်လွမ်းနေတဲ့ကာလကြီးဖြစ်နေအားကြောင့်တေးရတေးရကျွန်တော်တငယ်ချင်းစာသားဆိုတာဟုတ်ဟုတ်ကျွန်တော်ငယ်တဲ့ငယ်ပေါင်းပါပဲဟုတ်ချင်းလေးရောထွက်လာလာမလာမလာမအစ်တေအဗန်နဲ့မှလည်းသူရေးပြတဲ့ချင်းတွေထွက်လာအောင်ဘယ်လောက်ထိမတ်တိုင်တစ်ခုဖြစ်သွားမလဲဆိုတော့အဓိကတော့ဒါကတော့အေးပေါ့ ဘယ်လိုပြောမလဲတကယ်ကြီးမားတဲ့မှတ်တိုင်ဘာလို့ဆိုတော့မီလီယံ view တွေမှာရဖို့ဆိုတာအိမ်မမမှတ်ဘူးပါသိရမလားအရန်ခက်ခဲတဲ့လုပ်တစ်ခုမထင်မှပဲ YouTube မှာ engagement အဲ့လောက်တက်သွားတဲ့အတွက်ဒါကြီးမားတဲ့ကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲမှတ်တိုင်တစ်ခုပါပဲဟိုအားပေးတဲ့ရောက်ချင်းစီတိုင်းကိုကျွန်တော်အရန်ကျေးဇူးတင်ပါတယ်ဒီသချင်းလိုပဲနောက်သချင်းတွေကိုလည်းနားထောင်မိကြပါလို့ပြီးတော့ဒီကျွန်တော်ထွက်ခဲ့တဲ့သချင်းတွေတခြားချင်းတွေလည်းရှိပါသေးတယ်လို့ဒါပေမဲ့ဒီသချင်းကတော့ချိုးချောင်းအလုံးတင့်သွားတဲ့အချိန်မှာလူတွေကအရန်လက်ခံသွားတာပေါ့နော် channel ချင်းတွေလည်းနားထောင်မိပါလို့ဘာလို့လဲဆိုတော့ကျွန်တော်ထင်တယ် အာဘယ်သူမဆိုကကျွန်တော်တို့ကိုယ်တိုင်ဆိုလဲအစ်စ်တွေကိုသွားပြီးစာပြီးနားမထောင်ခြင်းဘူးအဲ့လိုပေါက်ပြီးသားသချင်းလေးဆိုပို့ပြီးနားဝင်လဲလွယ်တယ်နားလဲထောင်ခြင်းစိတ်လဲပို့များတဲ့အတွက်အဲ့လိုတော့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ချင်းလေးတွေကိုအချိန်ပေးပြီးတခြားသချင်းလေးလဲနားထောင်ပေးကြည့်ပါလို့နော်ပြီးတော့တခြားချင်းလေးနားထောင်ပြီးရင်လဲကျွန်တော်လဲဆက်ပြီးတော့ဝင်ရံပေးကြပါအောင်လို့ဒီသချင်းလို့ပဲအာပြီးကြတယ်အဲ့လိုကောင်းတဲ့ကောင်းအောင်ကျွန်တော်အကျိုးချက်ပြီးတော့စူးစမ်းပါမယ်လို့ဟုတ်နောက်ထပ်ဘယ်လို project တွေလာမလဲဆိုတော့အဲ့လိုတခြားအဲ့လိုနာမည်ကြီးဟိုဝင်နဲ့ collaboration လုပ်ဖို့တော့ရှိတယ်ပြီးကြတော့ကျွန်တော်ရဲ့ဒီ second album မှာဆိုရင် ကျွန်တော်တို့သခီးကကိုတာရီလူရဲ့တခြင်းတွေပါလာဖို့ရှိရတေးအင်းနေနဲ့ဒါတော့ကျွန်တော်ကျွန်တော်အတွက် surprise ပဲဗျာသူရေးပေးထားတယ်အာပြီးကျန်ကိုစစ်သူကြီးလည်းရေးပေးထားတယ်တခြားအဲ့လိုတေးအရင်တော့ဆိုကျွန်တော် event မှာဆိုတေးရ2ရက်3ရက်လောက်ပဲခုဒီဒီ second event မှာကျွန်တော်တေးရလဲ3-6ရက်လောက်ပြီးကျန်ကိုဝေကြီးကလည်းရေးပေးမှပြောထားတယ်ကိုဝေကြီးတခြင်းကတော့ပါလာပါစီလို့ပဲမျှော်လင့်ရမယ်သူကလည်းနဲ့အလုပ်များတော့လေကျွန်တော်ကတော့ထည့်ကျင်တယ်လို့တော့သူ့ပူဇော်ထားတယ်ဟုတ်တလာပိုင်းလောက်ထွက်ဖို့များပါပြီးတလောက်ဖြစ်နေပါပြီရှိုးပါပဲ ကျွန်တော်ကတော့ဒီ learning ကိုတက်တက်ဆိုရတဲ့အဆိုတော့ပါဆိုတော့ကျွန်တော်ရဲ့တခြားသချင်းလေးထွက်လာဖို့ရှိပါတယ်ထွက်ပြီးသားသချင်းတွေလည်းရှိပါတယ်ကျွန်တော် YouTube မှာလာပြီးတော့ခဏလောက်ပဲဖြစ်ဖြစ်အချိန်ပေးပြီးလာနားထောင်ပေးကြပါအောင်လို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဆက်လက်ပြီးတော့လည်းမသိသေးတဲ့လူရှိရင်လည်းကျွန်တော်ဒီ interview လေးကြည့်မှာခဏတစ်ဖြုတ်တွေ့လိုက်ရတဲ့အချိန်မှာဒီသချင်းလေးကိုဟော learning ကိုတက်တက်ဆိုရတဲ့အဆိုတော့မဲ့အတိအမှတ်ပြုတ်ပေးကြပါပြီးကြတော့တခြားကျွန်တော်ရဲ့သချင်းလေးတွေကိုလည်းဆက်လက်ပြီးတော့ YouTube မှာသွားပြီးနားထောင်ပေးကြပါအောင်လို့ကျွန်တော်ဒီကနေပြီးတော့ မေတ္တာရခံခြင်းပါတယ်တောင်းဆိုပါတယ်လို့เนาะဟုတ်ကျေးဇူးတင်ပါတယ်